ကနေဒါဟာအမေရိကန်ကိုတံပြန်ခွန်စည်းချက်လိုက်တယ်လို့ဆိုပါတယ်။ဒေါ်နယ်ထရန့်အနေနဲ့ကနေဒါဘက်ကအဲ့ဒီလိုမျိုးတုံ့ပြန်မှာကိုမမျှော်လင့်ထားတဲ့အချိန်မှာခံလိုက်ရတဲ့အတွက်တော်တော်လေးကိုထိနာသွားတယ်ဆိုပါတယ်။မေဂန်သမားထရန့်ရဲ့တမနီနဲ့လူမီနီယာစီချက်ခွန်ကိုတုံ့ပြန်တဲ့အနေနဲ့ကနေဒါမလဆသောနေ့မနက်ပိုင်းကစတင်ပြီးအမေရိကန်ပေါ် လက်တုံးပြန်အခွန်ငွေကနေဒါဒေါ်လာ29.8ဘီလီယံချမှတ်မယ်လို့ကနေဒါဘန်နာရေးဝန်ကြီးဒေါမနစ်လော့ဘရန်ကပြောပါတယ်ကနေဒါဟာအမေရိကန်ကိုတန်မဏိနဲ့အလူမီနီယံထောက်ပံ့မှုအများဆုံးနိုင်ငံလည်းဖြစ်ပါတယ်ကနေဒါရဲ့လက်တုံးပြန်မှုဟာကနေဒါဒေါ်လာ12.6ဘီလီယံတန်ဖိုးရှိတန်မဏိထုတ်ကုန်တွေနဲ့ကနေဒါဒေါ်လာ3ဘီလီယံတန်ဖိုးရှိအလူမီနီယံထုတ်ကုန်တွေဖြင့်ကနေဒါဒေါ်လာ14.2ဘီလီယံတန်ဖိုးရှိနောက်ထပ်တင်သွင်းတဲ့အမေရိကန်ကုန်စည်စုပေါင်းကနေဒေါ်လာ 29ဒသမ80ဘီလီယံတန်ဖိုးရှိပါတယ်။ကနေဒါရဲ့တံပြန်ခွန်စည်းတမှုတန်ခံရတဲ့ကုန်ပစ္စည်းတွေမှာကွန်ပျူတာတွေ၊အားကစားပစ္စည်းတွေ၊နံနက်ပစ္စည်းတွေပါဝင်တယ်လို့သတင်းစာရှင်းပွဲမှာကနေဒါဗန်နာရေးဝန်ကြီးကပြောပါတယ်။တမနီနဲ့လိုမီနီယာသွင်းကုန်တွေပေါ်ထရန့်ရဲ့အခွန်တိုးမြင့်ကောက်ခံမှုဟာမက်ဆနီယာနေမှာကြိုတင်ကင်းလုတ်ခွင့်တွေဖြင့်တပ်ဝင်ခဲ့ပြီးအခွန်လုတ်ခွဲတဲ့နဲ့ကွန်ပစီချန်လမှုကတော့တက်တန်းကုန်သွားပါတယ်ထရန့်ကကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုစံနှုန်းတွေကိုပြန်လည်စီစစ်နေပြီး ်အမေရိကန်အကျိုးမြတ်တွေအရှင်ခုံနဲ့ရစေရမယ်လို့စီယုံနှုတ်ဆောင်နေပါတယ်။ဝန်ကြီးချုပ် Justin Trudeau ကခုသတင်းပတ်တွင်သူ့နေရာကိုစက္ကမမက်ကာနေကိုအာဏာလွှဲပြောင်းမှုပြင်ဆင်ချိန်မှာပဲအမေရိကန်ကမ္ဘာ့နေရာကွန်စတရေးဆေးရေးစစ်ပွဲဟာပြင်းထန်လာတာပါ။မကာနီယာတနင်္ဂနွေနေ့ကအာနာယလစ်ဘရယ်ပါတီခေါင်းဆောင်မှုပြိုင်ပွဲမှာအနိုင်ရခဲ့ပြီးသူဟာဝန်ကြီးချုပ်ဖြစ်ကျန်သစ္စာမကျင်းဆိုရသိမချင်းထွက်တဲ့စကားမပြောနိုင်ဘူးလို့အတီလင်းပြောဆိုခဲ့တာပဲဖြစ်ပါတယ်။မကာနီကတော့သူ့အနေနဲ့ ဝန်ကြီးချုပ်ဖြစ်အများဆုံးကြံ့ကြံ့မှုအတွက်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်ကောင်းသောရေးစုွယ်စင်တွေကိုကာလာကြာမဟာမိတ်ပေါ်စီချက်ခွန်တွေပေးဆောင်ခံခဲ့တဲ့ American သမတ်ထရန့်ကိုကံတော်ဘူးအကောင်းဆုံးနေရာအတွက်မက္ကန်နေကိုဝိုင်းဝန်းတင်မြှောက်ခဲ့တာဖြစ်ပါတယ်။ကာနေရာသူတရားဝင်တောင်းယူခြင်းမတိုင်ခင်ထိ Justin Trudeau ကဝန်ကြီးချုပ်ဖြစ်နေစေပါဒီအကူပြောင်းဟာချောမွေ့ပြီးမြန်ဆန်ပါလိမ့်မယ်လို့သူကပြောပါတယ်။မက္ကန်နေဟာကြာတာပြည်တမမောက်တောက်ကြနေမှာ ဟိုကြီးကျုပ်ဖြစ်တရားဝင်ခန့်အပ်နိုင်ခံရနိုင်တယ်လို့ Global and Me သတင်းကဖော်ပြပါတယ်။ Trend နဲ့ကာနေရဲ့ဆက်ဆံရေးကြောင့်ဝင်းမြန်မှာမက်ကာနေကဝန်ကြီးချုပ်ဝင်းမြန်မဖြစ်သေးဘူးလို့ပြောရင်ဖြေချဖို့ညှင်းခဲ့ပါသေးတယ်။ Liberal Parliament မက်ကာနေဟာအကြမ်းီထရီရီကောက်ပွဲကျင်းပဖို့တောင်းဆိုမယ်လို့ Liberal သတင်းရင်းမြစ်တွေကပြောခဲ့ကြောင်း Writer သတင်းဌာနကဖော်ပြပါတယ်။ Donald Trump ရဲ့အဲ့ဒီလိုမျိုးအခွန်စည်းကြမှုတွေဟာ American ကိုလည်း တံပြန်ထိရောက်မှုတွေရှိတယ်လို့ဆိုပါတယ်။ American အနေနဲ့လောဆယ်ထွန်းရအခွန်တိုးကောက်မှုကြောင့် stock စီးကွက်မှာဒေါ်လာ၄ trillion နီးပါးကိုဆုံးရှုံးသွားပြီလို့ဆိုပါတယ်။သမ္မတ Trump ရဲ့ပြည်ပနိုင်ငံများမှာတင်ပို့တဲ့ကုန်စည်တွေပေါ့အခွန်များတိုးမြင့်ကောက်ခံတဲ့အစီအစဉ်ကြောင့်ယင်းနည်းမျိုးနဲ့မတူတွေကိုစိုးရိမ်စေပြီးပြီးခဲ့တဲ့လတွင်မှာ American stock စီးကွက်မှာ share ဒေါ်လာ၄ trillion ခါဆုံးရှုံးနေတာခဲ့တယ်လို့ The Nation ကဖော်ပြပါတယ်။ ခရိုင်ယမူဝါဒအတိတ်ထူးသဖြင့်အမေရိကန်ရဲ့တိကောက်ကုံသွယ်ဘက်နိုင်ငံတွေဖြစ်တဲ့မက္ကဆီကိုကနေဒါတရုတ်တို့နဲ့အပြန်အလှန်အခွန်တိုးကောင်းတဲ့အခြေအနေဟာစီးပွားရေးလုပ်ငန်းတွေစားသုံးသူတွေနဲ့ရင်းနှီးမြှုပ်နှံမှုတွေကြောင့်မတည်ကြမရမှုတွေမြင့်တက်စေခဲ့တယ်လို့ကြွမ်းကျင်သူတွေက ပြောပါတယ်။အမေရိကန်မူဝါဒသတိတသာ ပြောင်းလဲသွားတာကျွန်တော်တို့အမြင်တွေ့ခဲ့ရပါတယ်။ဘာတွေဆက်ဖြစ်မလဲဆိုတဲ့မေးခွန်းလည်းမဖြေနိုင်သေးပါဘူးလို့ American ဥစ္စာတနအစီမံခံခွဲရေးကုမ္ပဏီ White and Hitman မှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမဟာဗျူဟာပညာရှင်တွေကပြောပါတယ်။ဒလော့ဇင်မှာတော့စီးပွားရေးအကျဆင်းမှုတွေကြောင့်အမေရိကန်နိုင်ငံတွမ်းမှာကုန်စည်နှုန်းငင်းတက်မှုတွေလည်းရှိနေတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ Tesla ရဲ့ stock share ဈေးကွက်တွေလုံးဝကြီးထိုးကြနေလို့ Donald Trump ဟာ Tesla ကားတစ်စီးပွဲယူပြီးအင်ဖြူရောမှာ Elon Musk ကအယောင်ပြင်းတင်လုံပြခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုမျိုးလောက်ပြခဲ့လို့အားလုံးကဝေဖန်နေတာခံရပါတယ်။ Reagan လျှက်စကကော်မူတက်စလာရဲ့ share တမှုထိုးကျနေတဲ့အတွက်သမ္မတ်ထရန့်ဟာတက်စလာကားတစ်စီးဝယ်ယူပြီး Inflation မှာကားကုန်ပြီးပါရှင်လည်းဖြစ်သူ့ရဲ့အကြံပေးပုဂ္ဂိုလ်လည်းဖြစ်တဲ့ Elon Musk အကြောင်းနှစ်တည်းလောက်ပြပါတယ်။ကောင်းမမောင်းတာကြောင့်ဖြစ်လို့မမောင်းမှမရှိပါဘူး။ဒါပေမဲ့ဒီကားကိုအင်ဖြူတော်မှာထားပြီးငါးဝန်တန်းနေသူတို့လိုရသုံးဝန်ပြည့်ပြီမှာလို့ဒေါ်နထရန့်ကအင်္ဂလိပ်နေ့လက်ကင်မှာတက်စလာနေအောင်ကားလေးတစ်စီးရှင်အီလိုမတ်စ်နဲ့တူရှင်ရပြီးတဲ့နောက်တွေကိုပြောပါလေ။ထရန့်ဝယ်ယူတဲ့ကားဟာ တက်စလာရဲ့ Model S မျိုးစားဖြစ်ပြီးပြည်မြဒေါ်လာ၈၀၀လောက်သာကျတဲ့ကားဖြစ်ပါတယ်။ဆိုရကြီးကတွေကမိသားစုဝင်တွေမိတ်ဆွေတွေနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေကိုထောက်ခံပေးခြင်း၊တော်ညာပေးခြင်းကိုအစဉ်အလာအဖြစ်ရှောင်ရှားခဲ့ပြီးမြန်ဒေါ်နယ်ထရန့်ကတော့အဲ့ဒီအစဉ်အလာစီးပွားတွေကိုလုံးဝပြုဆတဲ့လူလည်းမဟုတ်ပါဘူး။ Tesla ရှယ်ယာတမောကလွန်ခဲ့တဲ့တနင်္လာနေ့ကလေးတည်းမှာစံလိုင်းငွေလုံးထိုးကြခဲ့ပြီး Elon Musk ရဲ့ငွေကြေးပိုက်ဆိုင်မှုဟာတနေ့တည်းမှာပဲဒေါ်လာ29ဘီလီယံဆုံးရှုံးခဲ့ရပါတယ်။ Elon Musk တော့ ရိုက်တခံလိုက်ရတယ်လို့ခါထောက်သွားပါလေဘီလိုမတ်ဆာအရင်က Twitter အခု X လာမယ်ပြောနေလူမှုကွန်ရက်ကုမ္ပဏီအကတောက်ကိုဂျိုတူးမြတ်တဲ့ကုမ္ပဏီ Space A နဲ့ရန်ရည်တူ AI ကုမ္ပဏီဖြစ်တဲ့ XAI တို့ကိုလည်းပိုင်ဆိုင်ထားပါလေဒေါ်လန်ထရန့်တို့မဲဆွတ်ပေးခဲ့ခြင်းနဲ့ဆွေရဝန်ထမ်းတွေကိုလောဖြောက်ပြစ်ချင်လို့ကြောင့် Elon Musk ရဲ့ကားကုမ္ပဏီကို American တို့ဆန္ဒပြမှုတွေဖြစ်ပေါ်နေပြီးဥရောပမှာလည်း Elon Musk ရဲ့လိုက်ရဆောင်ရောက်ပါတီတွေကိုထောက်ခံအားပေးမှုကြောင့် Tesla ကားတွေရောင်းထိုးကြတာ ကားရောင်းပြခန့်ချောအခုရက်ပိုင်းတွင်တိုက်ခိုက်ခံခဲ့ရပြီးကားတွေမီးရှို့ဖျက်ဆီးခြင်းခံရတဲ့ဘေးတွေလည်းကြုံခဲ့ရပါတယ်။ဒီကိစ္စတွေအားလုံးဟာ Elon Musk ရဲ့ခေါင်းပေါ်ပဲတိုက်ခိုက်ခံရပါတယ်။ Elon Musk ရဲ့အဲ့ဒီလူမှုကွန်ရက်နဲ့ဟက်ခံရပြီးတော့ Elon Musk ဘက်ကတော့ဒါကိုပြန်လည်ရရှိအောင်ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီဟက်ခံရတဲ့လုပ်ရဟာလည်း Ukraine ဘက်ကလာတဲ့ server တွေကတိုက်ခိုက်တယ်လို့ယူဆကြောင်း Elon Musk ကပြောပါတယ်။ ဒေါ်လန်ထရန့်အနေနဲ့ထင်အောင်ထင်မှားဖြစ်နေပုံရတယ်လို့အီရန်ဂျေတက်ဘူဇိုကပြောပါတယ်။ American သမားထရန့်ဟာထင်အောင်ထင်မှားနေဖြစ်နေပုံရကြောင်းအီရန်ဂျေတက်ဦးစီးချုပ်ဘူဇိုကြီးရှာရန်အီရန်ဒီကပြောလိုက်ပါတယ်။အီရန်တို့ရုရှားသုံးနိုင်ငံပူးပေါင်းလေ့ကျင့်မယ် security bat 2025ရေတက်စီလေကြီးမှုပေါ့စိုးရင်စိတ်ဖြစ်နေသလားဆိုတော့ဘလာစေးလေး American သတင်းတောက်ရဲ့အမေကို American တက်ရဲ့အင်အားဟာ သုံးနိုင်ငံထက် ုံမသားလုံးကောင်းမလို့စိုးရိမ်စရာမရှိဘူးလို့ဒေါ်နယ်ထရန့်က ဖြေခဲ့တာပါဒေါ်နယ်ထရန့်ရဲ့အဲ့ဒီပြောဆိုမှုတွေဟာထင်အောင်ထင်မှားတွေပေါ်အခြေခံရာကပြောတဲ့စကားတွေဖြစ်တယ်တော့အီရန်ရစ်တက်ဖို့စီရောပါဆိုပါတယ်တကယ်ပြောရမယ်ဆိုရင်အီရန်ရုရှားတရုတ်ကုန်းနိုင်ငံရစ်တက်လေ့ကျင့်ခန်းတွေဟာအရင်ရင်နှစ်တွေကလည်းလုပ်နေတာပါအခုမှစပြီးလုပ်တာမဟုတ်ဘူးဆိုပါတယ်သမ္မတထရန့်အနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးထင်အောင်ထင်မှားဖြစ်နေပုံပဲလို့ဆိုပါတယ် ၃နိုင်ငံပူးပေါင်းစည်းရဲလက်ကျင့်မှုဟာဒေတာတွင်လောကျိုးရေးမြင့်တင်မှုဖြစ်ပြီးကမ္ဘာလုံးဆိုင်ရာမတူညီဖြစ်အောင်လုပ်နေတဲ့ American ရဲ့ဆန့်ကျင်ဘက်ဖြစ်တယ်လို့ UN ရေတပ်ဦးစီးချုပ်ကပြောပါတယ်။ဒေတာတွင်လောကျိုးရေးနဲ့ရေချောင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်ရည်ရွယ်တဲ့စည်းရဲလက်ကျင့်မှုဖြစ်လို့အနာဂတ်မှာ BRICS ဖွဲ့ဝင်တွေနဲ့ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ဖွဲ့ဝင်တွေမှာစည်းရဲလက်ကျင့်မှုတွေမှာပါဝင်လာနိုင်မယ်လို့ဘိုဂျိုဂျီရှာရန်အီရန်ကပြောကြားအောင်အီရန်သတင်းတွေကဖော်ပြပါတယ်။ American ကတော့အဲ့ဒီ သုံးနိုင်ငံစည်ရေးလက်ချင်းမှုအခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ဆိုပါတယ်ဒီလိုအခြေအနေတွေဟာပိုပြီးတော့ခက်ခဲပါတယ်အမေရိကန်နဲ့အီရန်ကြားထဲမှာသဘောထားတင်းမာမှုတွေမြင့်တက်နေတဲ့အချိန်မှာအခုလိုစည်ရေးလက်ချင်းမှုကတော့မသင်ကားစရာပါလို့အမေရိကန်သမ္မတအဲပြောရဆိုခွင့်ရှိတဲ့မိုင်ဝါစကာဆိုပါတယ်ဒါပြီးအီရန်နျူကလ িয়ার စီစဉ်တဲ့ပတ်သက်လို့ American နဲ့ Sunni ညီနောင်ရဲ့စီစဉ်ကိုခေါင်းဆောင်ဒီ company ကပယ်ချလိုက်ပါတယ် နျူကလ িয়ার ရေးနဲ့ပတ်သက်ပြီးသမားထရန့်စီကစာတစောင်လက်ခံရရှိထားတယ်ဆိုတာလည်းတည်ပြုထားပါတယ်အီရန်ရဲ့နျူကလ িয়ার စီစဉ်တဲ့ပတ်သက်လို့ညှိနှိုင်းဖို့နဲ့ဒီလိုမှမဟုတ်ရင်အလားအလာရှိတဲ့စည်ရေးဆိုင်ရာအရေးကြီးမှုတွေနဲ့ရန်ဆိုင်ရမယ်လို့သတိပေးစာပေးပို့ခဲ့ကြောင်းဒေါ်နယ်ခန့်ကပြောပါတယ်။ဒါပေမဲ့ခါမီလီကတော့ UAE တောင်ဝင်ရှိသူတွေကတဆင့်ပေးလိုက်တဲ့ဒေါ်နယ်ထရန့်ရဲ့ဆောင်ကိုမဖတ်ဘူးဘူးလို့ဆိုပါတယ်။ဒါဟာလူမှုအမြင်ကိုလှည့်စားမှုတည်ရလို့2015သဘောတူညီချက်ကနေ ်အမေရိကန်နှုတ်ခတ်မှုကိုရည်ညွှန်းပြီးခါမေနီကပြောပါတယ်။အီရန်နျူကလ িয়ার ဆေးရုံတွေတိုက်ခိုက်ခံရပါကလက်တော့ပြန်မယ်လို့ခါမေနီကသတိပေးထားပါတယ်။အီရန်နဲ့စစ်ပွဲမလို့လာပြီမဲ့အမေရိကန်အေဂျင့်တွေအမှားတစ်ခုလို့ရင်တော့ပြပြတသားတော့ပြန်မှာဖြစ်ပြီးအမေရိကန်ကနှစ်နာမယ်လို့သူကဆိုပါတယ်။အီရန်နဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုစိတ်ဝင်စားဘူးလို့ဆိုပါတယ်။အီရန်ကတရုတ်ပြင်သစ်ရုရှားပြည်ထောင်ချောင်းနေတဲ့အမေရိကန်တို့ရဲ့သမိုင်းဝင်သဘောတူညီချက်ကို2015မှာရရှိခဲ့ပြီး အီရန်ရဲ့နျူကလ িয়ার စစ်ဆေးကိုကန့်သတ်မှုအတွက်ရေးယူပိတ်ဆို့မှုတွေကိုဖြေလျှော့ပေးခဲ့ပါတယ်။ဒါပေမဲ့ဒေါ်လန်ထရန့်ရဲ့ပထမကြိမ်သက်တမ်းတွင်သဘောတူညီချက်ကနေနှုတ်ခွက်ခဲ့ပြီးအီရန်ပေါ်စီးပွားရေးရေးယူပိတ်ဆို့မှုတွေချမှတ်ခဲ့ပါတယ်။အီရန်ကလည်းနောက်ပိုင်းမှာနျူကလ িয়ার စီစဉ်ရှိမြင့်ခဲ့ပြီး60ရာခိုင်နှုန်းထိတက်ဆင်ထားတဲ့ကျွယ်ဝရူရီနီယံ295ကီလိုဂရမ်ထိတိုးလောင်းနိုင်တယ်လို့နိုင်ငံတကာအနုယူဆိုင်အေဂျင်စီကထုတ်ပြန်သတိပေးထားတာဖြစ်ပါတယ်။ ဖိလစ်ပိုင်သမ္မတဟောင်းရိုဒရီကိုဒူတာတေးကိုဖန်စီထိန်ထိန်ချုံနှောင်ထားပြီးပါပြီလို့ ICC ကဒီပြလိုက်ပါလေဒူတာတေးရဲ့အာနာလက်ရှိကာလတွင်မူရမောက်ခုကိုင်းနေတဲ့မူရစေဝါတောင်းဆွဲသူတွေကိုနှိမ်နေတဲ့စစ်စင်ကြီးဒီမှာအလွန်ကျွံရက်ဆက်တဲ့နီလန်းတွေအုံပြုခဲ့တဲ့အတွက်ဒူတာတေးပေါ်လူသားမျိုးနဲ့ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုမြောက်ကြောင်း ICC ကဖန်ရထုတ်ပြီးတဲ့နောက်မလောက်စတိရနေ့မှာ သူ့ကိုနိုင်ငံတကာရဲတပ်ဖွဲ့ Interpol ကိုစားဖိလပိုင်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါလေ။အဲဒီနေ့မှာပဲဒူတာလေးကိုဖိလပိုင်ကနေလေကြောင်းနဲ့ပို့ခဲ့ပြီးမလစနေနေမှာတော့ ICC ခြေဆက်ရနယ်သာလန်နိုင်ငံဒီဟိတ်မျိုးကိုရောက်ရှိခဲ့ပြီးထိန်းသိမ်းချုံနောက်ခံထားရတာဖြစ်ပါလေ။ဒူတာဒီသမရာဖြစ်တောင်းယူနေခြင်းတောင်းကဖိလပိုင်ရဲ့လူကြုံရေးတပ်ဖွဲ့ဝင်တွေနဲ့သူ့ကိုအားပေးထောက်ခံတဲ့စစ်တနာဝင်တဲ့နာမည်ခံအင်အားစုတွေကပါမူရစ်စေဝါနှင်းနေမရှင်တွေမှာပါဝင်ခဲ့ပါတယ် ဲ့ဒီတော့ကဒေါက်တာတွေရဲ့မိန်အောက်မှာလုံခြုံရေးရရှိနေတဲ့သူ့ရဲ့သစ္စာတော်ကနေလက်ချက်ကြောင့်မျက်နှာမွေးဆင်းရဲသောမွေးရည်ဆွေးဆွဲသူများစုပါဝင် လူပေါင်းတထောင်ကျော်ကြားကနေ3000ကျားလောက်တည်ဆုံခဲ့ရတယ်လို့ ICC စိုးရရှိနေတွေကဆွဆွဲထားပါတယ်။ဒီဟိတ်မှာလေရင်မစင်းသက်ခင်တော်တွင်ဒေါက်တာတွေကဗီဒီယိုတစ်ခုကိုသူ့ရဲ့အနေကအကြံပေးသူ့ရဲ့ Facebook မှာတင်စေခဲ့ရမှာသူဟာသမရဖြစ်နေခြင်းတော်တွင် နိုင်ငံရဲ့စစ်တပ်နဲ့တရားဥပဒေစိုးမိုးအင်အားစုတွေကိုဦးဆောင်ပေးခဲ့သူဖြစ်ကြောင်းသူ့အနေနဲ့အားလုံးကိုအကာအကွယ်ပေးပြီးဖြစ်လာသမျှအရာရာအတွက်တာဝန်ခံသွားမယ်လို့ပြောပြခြင်းကြောင့်တည်ပေးထားတာဖြစ်ပါတယ်အသက်80ပြည့်တော့မဲ့ရူဂရီကိုဒူတာလေးဟာ ICC ရဲ့တမိုင်းတစ်လျှောက်ပထမဆုံးဆွဲချက်တင်ခံရမယ်အာရှအကောင်ဆုံးတစ်ဦးဖြစ်လာွယ်ရှိပါတယ် ICC ထောက်ပြချက်မှာဒူတာလေးကဖမ်းခံခဲ့ပြီးတဲ့နောက်အခုအခါ ICC ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတယ်ဆိုပါလေသူဖိလစ်ပိုင်အော်ရပိုင်တွေကဖန်ဆီးပေးခဲ့ကြောင်းဒူတာတွေကလူသားမျိုးနွယ်ပေါ်ရာဇမှုကျွလွန်သူလူသားမှုတွေအတွက်စွဲချက်တင်မှုစီစဉ်ထားကြောင်းဖော်ပြပါရှိပါတယ်ဒူတာတွေရဲ့အမှုအတွက်အကြောင်းအစစ်စစ်မဲ့ကိစ္စကိုလာမယ့်ရက်ပိုင်းတွင်အစပြုပွဲ ရှိပါတယ်ဒူတာတွေက2016ကနေ2020နှစ်အထိဖိလစ်ပိုင်သမ္မတတောင်ရယူခဲ့ပြီးအဲဒီကာလအတွင်းကျန်းတန်းရက်ဆက်တဲ့မူရစ်စေဝါ တိုက်ဖြတ်လုပ်ငန်းတွေဟာသူ့ဆိုရရဲ့လူသိအများဆုံးသင်္ကေတဖြစ်လာပါတယ်ဒူတာတွေကတော့အဲ့ဒီလိုဖြစ်ဖြစ်သသားနှိမ်နှင်းခဲ့တာကြောင့်ဖိလစ်ပိုင်ဟာငြိမ်းချမ်းမှုကိုရရှိခဲ့တယ်လို့ကာကွယ်ပြောဆိုထားပါတယ် ICC ရဲ့ဖန်ဆီမှုကိုထောက်ခံပြီးဒူတာတွေကိုစန့်ကျင်သူ20လောက်ဟာမလောစနီယနေ့က ICC ရုံးချုပ်ရှိမှာစူဝေးဆန္ဒပြခဲ့ပါတယ်သူတို့ကင်ဆောင်ထားတဲ့စာတမ်းမှာတော့ဒူတာတွေကိုစစ်ရဆွဲကောင်လို့စွပ်စွဲထားပါတယ်တစ်ဖက်မှာလည်းဒူတာတွေကိုထောက်ခံသူတွေက ဖလမိုင်းတမဟောင်းကိုထိုင်သိမ်းထားမယ်ဒီဟေမျိုးစင်ချေဘုံကကျင်းတော်သားမှာစုဝေးပြီးသူတို့ရဲ့ထောက်ခံအပိမှုကိုပြသခဲ့ပါတယ်ဖလမိုင်းမှာလည်းဒူတာလေးဖန်ခဲ့ရတဲ့ဖြစ်စဉ်ဟာနက်နက်ရှန်ရှန်သဘောထားကိုယ်လည်းမှုကိုဥတည်စေပြီးသူ့ကိုထောက်ခံသူတွေအတွက်မထောက်ခံသူတွေအတွက်ပါတုံ့လုပ်စရာဖြစ်သွားပါတယ်မူကြီးစေဝါတပ်ဖြည့်မရှင်တွင်ရဲဆက်ဆက်တပ်ဖြတ်ခံရသူတွေရဲ့မိသားစုကတော့ကောင်းတယ်ဆိုပြီးပြောနေပါတယ်နိုင်ငံတကာဥပဒေပညာရှင်တွေကတော့ဒူတာလေးကိုလက်ရဖမ်းနိုင်ခဲ့တာဟာ ICC အတွက်ကြီးမားတဲ့အောင်မြင်မှုလို့သုံးသပ်ပါတယ် ICC ဟာ American ဆိုရရဲ့အရေးယူပိတ်ဆို့မှုကိုကြုံနေရတယ်လို့တန်တရားတရားခံတွေကိုဖန်ဆီးဖို့ကိုယ်ပိုင်ရဲတဲ့ဖွဲ့လည်းမရှိပါဘူး ICC ဟာအေဇဝန်ကြီးချုပ်နေတာညာဟုနဲ့ရုရှားသမ္မတပူတင်တို့လိုလက်ရှိ အာဏာရနိုင်ငံကောင်ဆောင်တွေကိုလည်းဖန်ရထုတ်တာမိမဲ့လက်တွေ့ဖန်ဆီးနိုင်ခြင်းလည်းမရှိပါဘူးပြီးခဲ့တဲ့လပိုင်းတွင် ICC ဆိုရရှင်နေချုပ်ဟာအာဖဂန်နဲ့မြန်မာနိုင်ငံကထိပ်ပိုင်းရာရှိချုပ်ကိုလည်း ဖန်ရထုတ်ခွင့်ရဖို့ ICC ကိုလျှောက်ထားတောင်းဆိုထားတယ်လို့သိရပါတယ်။ American Ukraine စွန့်နွပွဲထုတ်ပြန်ချက်တွေကိုမိမိတို့အလီကလေးလာနေစေဖြစ်ကြောင်းရုရှားကပြောပါတယ်။ Ukraine American စွန့်ညိနိုင်မှုတွေနဲ့ပတ်သက်လို့သတင်းထုတ်ပြန်ပြောဆိုချက်တွေကိုနီးကပ်အသေးစိတ်လေ့လာနေစေဖြစ်လို့မှတ်ချက်ပေးစရာမရှိသေးဘူးလို့ပူတင်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က online သတင်းစာရှင်းပွဲမှာပြောပါတယ်။ American ကိုယ်စားလှယ်ဖွဲ့အနေနဲ့ ဆွေးနွေးပွဲအသေးစိတ်ချက်လက်တွေကိုရုရှားကိုမကြခင်ဆက်သွယ်အကြောင်းကြားလာဖို့ပြောနေကြောင်းလည်းဒီမီထရီပက်စကော့ကဆိုပါလေအသေးစိတ်ချက်လက်တွေမသိရခင်မှာတော့အမေရိကန်ရဲ့တလားကြာယာယီပြစ်ခတ်ရဆိုင်ရဆိုပြချက်ကိုဝေဖန်ပြောဆိုဖို့မသိဘူးလို့ပက်စကော့ကဆိုပါလေလောအမေဆိုရင်တော့အမေရိကန်သမ္မတထရန့်နဲ့ရုရှားသမ္မတပူတင်ကြောင်းဖုန်းဆက်သွယ်ဆွေးနွေးမှုတွေဖြစ်ပေါ်လာနိုင်ကြောင်းလည်းဒီမီထရီပက်စကော့ကပြောပါလေလက်ရှိမှာ American Ukraine ဆွေးနွေးပွဲရလဒ်တွေကိုတော့ EU က ထောက်ခံတယ်ဆိုပြီးပြောပါတယ်။ sorry မှာကျမခဲ့တဲ့ Ukraine America ဆွေးနွေးပွဲရလဘောရောဘတ်တမကပါဝင်ဥရောပနိုင်ငံအများစုကကြိုဆိုထောက်ခံပါတယ်။စနဘယာလနဲ့နဲ့ယူကရိန်းကိုဆက်လက်နဲ့ကူညီပေးရင်းနဲ့ထောင်လင်းရေးတရင်မျှဝေတာကိုအမေရိကန်ဘက်ကပြန်လည်စတင်တော့ကိုကြိုဆိုသလိုတလားကြဖြစ်ခရက်ဆဲဖို့သဘောတူညီချက်ကိုလည်းထောက်ခံကြောင်းရောဘတ်ကောင်ချီအိုခရာအာဇူလာဘူရာနီယန်ကပြောပါတယ် ပြင်သစ်ပြတဲ့ကြောင့်မင်းနဲ့ဥရောပနိုင်ငံခေါင်းဆောင်တွေလည်း sorry ဆုနှပွဲရလကိုကြိုးစိုးထောက်ခံကြောင်းပြောပါတယ် sorry ဆုနှပွဲရလဟာညင်ကြင်းကြီးကိုဘသူကမှန်တကယ်လိုလားတဲ့ဆိုတာပြသလိုက်တာဖြစ်ပြီးအရာအလုံးကရုရှားပေါ်လုံးဝအုပ်တော်မူတည်နေတယ်လို့ဥရောပခေါင်းဆောင်အလုံးကတတန်တဲထုတ်ဖော်ပြောကြပါတယ်ရုရှားဆိုရဝါရဖြစ်တဲ့နေ့ကတော့အပြစ်ခက်ရဲ့စိတ်ဟာအထူးစစ်စင်ရဲ့အဖြစ်မဟုတ်ဘူးဆိုပြီးလဲရေးသားထုတ်လွှင့်နေတာပဲဖြစ်ပါတယ် မလောစင်မှာတော့ယူကရိန်းငင်းချင်းကြီးနဲ့ဥရောပလူကြော်ကြီးပတ်သက်ပြီးပြင်းထန်မှာတော့တကားပိတ်ဆွေးနွေးနေကြတယ်လို့ဆိုပါတယ်ယူကရိန်းငင်းချင်းကြီးနဲ့ဥရောပလူကြော်ကြီးတင်းသမမက်ခရွန်ကနိုင်ငံ30ကျော်ကကာကွယ်ရေးဦးစီးချုပ်တွေနဲ့ပဲရစ်မြို့တော်မှာတကားပိတ်ဆွေးနွေးခဲ့တယ်လို့ဥရောပသတင်းတွေကဖော်ပြပါတယ်ဆွေးနွေးပွဲကိုဥရောပသမဂ္ဂဖွဲ့ဝင်နိုင်ငံတွေနဲ့နေတော့ဖွဲ့ဝင်နိုင်ငံတွေသမဂ္ဂ UK, Australia, New Zealand, North Korea နဲ့ Japan က စစ်ဘက်ဆိုင်ရာအစင်းမြင့်ကိုယ်စားလှယ်တွေပါတက်ရောက်တယ်ဆိုပါတယ်ဥရောပလုံခြုံရေးအတွက်ယူကရိန်းရဲ့လုံခြုံရေးကောင်အပြည့်အဝကုညီထောက်ခံဖို့အာမခံဖို့နဲ့အပြည့်ခက်ရဲ့စိတ်တော်တူညီချက်တကယ်လို့ကောင်းထဲဖို့ဖြစ်ရင်ယူကရိန်းကိုဥရောပငြိမ်းချမ်းရေးထင်းသင်းဆောင်ရှောက်ရေးတပ်ပေါင်းစုဖွဲ့စည်းစေဖို့ပြည်ထောင်နဲ့ပြည်သူအစည်းအဝေးကိုမက်ခရွန်ကရှင်းလင်းပြောပြတာလို့ယူကရိန်းသတင်းတွေကဆိုပါတယ်ယူကရိန်းရဲ့လုံခြုံရေးအာမခံချက်ကိုဥရောပကအပြည့်အဝတောင်းယူဖို့နဲ့ ်ယူရောပရဲ့နျူကလ িয়ার လုံခြုံရေးကိုလည်းပြင်သစ်ကတာဝန်ယူဖို့အသင့်ရှိပါတယ်လို့ Emmanuel Macron ကပြောပြီးရပိုင်းမှာပဲအခုလိုတဲ့တကားပိတ်ဆွေးနွေးပွဲတွေလောက်တာလို့ပြင်သစ်တဲ့နေကဆိုပါတယ် Sorry မှာကျွန်မကလည်း American Ukraine ဆွေးနွေးပွဲပြီးချိန်ကပ်ကျွန်မလည်းဆွေးနွေးပွဲလည်းဖြစ်တယ်လို့ယူရောပသတင်းတွေကဖော်ပြပါတယ်ထိုင်းနိုင်ငံမှာအစိမ့်မြင့်ရေးရာရှိသူကိုတရားမဝင်လောင်းကစားမှုလိမ်လည်မှုတွေနဲ့အလောက်ကထုတ်ပယ်လိုက်ပါတယ် တရားမဝင်လောင်းကစားမှုဗန်ဒိုင်းလိမ့်လည်းမှုတို့နဲ့အပေါင်းဝင်ပတ်သက်ခဲ့လို့ဆိုတဲ့ဆက်ဆွဲခြင်းနဲ့စင်းမြင့်ဆုံးအရေးရရှိတူတဲမှာတူကိုထိုင်းဆိုရကယာဒူကထုတ်ပယ်လိုက်ပါလေထိုင်းတူရဲ့ဂျုံပြေတာဝန်ထမ်းဆောင်ခဲ့တဲ့ဆိုရာချာတီးပန်ဟန်ကိုအင်ကာနီကယာဒူကထုတ်ပယ်လိုက်ပြီးတော့ရဲတပ်ဖွဲ့ကကြေညာပါလေပတ်ဖရစ်လို့လူသိများကြတဲ့အွန်လိုင်းလောင်းကစားလုပ်ငန်းကိုရင်ကြီးကို2023ခုနှစ်အတွင်းပြစ်မှတ်ထားဝင်ရောက်စီးနှင်ခဲ့ရမှာထောင်ချောက်တွေတက်ဆင်းခဲ့သူက ေးကျုပ်လို့အများသိကြတဲ့ခုတူရဲ့ကျုပ်စူရာချတေးဖြစ်ပါတယ်။သူ့ရဲ့နာမည်ပြောင်းတော့မြန်မာလိုပြောရင်တော့ပြက်လုံးကြီးလို့ပြောရမှာပါ။သူ့ကိုငွေမဲခဝါချမှုနဲ့ဆိုချက်တင်ခဲ့ပြီးသူကတော့ဒါကိုညှင်းဆုပ်ပါတယ်။ဆောင်စားစစ်မှုတွေဆက်လက်ပြုလုပ်နေတော့မှသူ့ကိုယာရုကပါချလိုက်ပါလေသူ့ကိုယာရုမှထုတ်ပယ်ခြင်းဟာဆောင်စားစစ်မှုခံနေရတဲ့ရဲအရာရှိတွေပေါ်စီကဲထင်းထင်းလုံလုံလုံနေတဲ့အညီပြုလုပ်ခဲ့တာလို့ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ် ။လောင်ကစားမှုပုံစံများစုဟာဆိုရင်ထိုင်းနိုင်ငံမှာတရားမဝင်ပါဘူး။နိုင်ငံသားများပိုင်ဆိုင်ကြောင်မကြခဏတွေ့ရတဲ့တရားမဝင်လောင်ကစားဝက်ဆိုင်တွေနဲ့နေရာတွေကိုအာဏာပိုင်တွေကပိတ်ပစ်ဖို့ကြိုးစားခဲ့ပါလေ။ရဲတပ်ဘော်မှတပေါင်းများစွာကြောင်မှုထိုင်းခဲ့တဲ့ပေးချုပ်ဟာစစ်တပ်နဲ့ပင်းနဲ့ရခိုင်အစိုးရဟောင်းတွေကယာရုအာနာချစ်သူတွေနဲ့ဆက်သွယ်ရှိပါတယ်။သူအဲ့ဒီချိန်တော့ဒုဝန်ကြီးချုပ်ဖြစ်တဲ့ Prawit Wonsuwan ကလူဝင်မှုကြီးကြပ်ရေးဘယ်လိုကြီးကဲဖြစ်2018မှာခန့်အပ်ခဲ့ပါတယ်။2019မှာတော့ ဘာကြောင်းလဲဆိုတာသိကြမသိရဲသူကွယ်ပြောက်သွားပါတယ်2021မှာအဲ့ဒီတော့ကဝန်ကြီးချုပ်ဖြစ်တဲ့ Prayu Chanocha ကသူ့ကိုရတဖက်ရဲ့မဟာပြောအကြံပေးဖြစ်ခန့်ခဲ့ပါတယ်သူ့ကိုထောက်ပယ်တဲ့အမိန့်ပေါ် Sura Chade အနေနဲ့ရက်30တွင်အယူခံဝင်နိုင်ပါတယ်သူမှာအမှုကိုခုခံခြေပောက်ခွင့်နဲ့အယူခံပိုင်ခွင့်ရှိတယ်လို့ဒူရဲကျောက်ဟောင်းနဲ့အခုမျိုးသားရဲတပ်ဖွဲ့ကော်မတီဝင်တဦးဖြစ်တဲ့ FM Sanan ကထိုင်း PBS ကိုပြောပါတယ် ဂျိုးဖာရီလို့နာမည်ပြောင်းတဲ့လူသိများတဲ့ရဲတပ်ဖွဲ့ဝင်ဟောင်းရဲမှူးကြီးဟောင်းတတိဆန်ဦးသားနာဖုံတေဆုံးမိရဲ့အနေငယ်ကြမှာပဲစူရာချာတေးကိုအလောက်ကထုတ်ပယ်တဲ့သတင်းတွေထွက်လာတာပါတတိဆန်ကတော့အကောင်းဆုံးစိန်ခံကားတွေကိုနှစ်သက်လို့ဂျိုးဖာရီဆိုတဲ့နာမည်ပြောင်းရခဲ့ပြီးတန်တရားတရားခန့်တူကိုရဲဆက်ဆက်စစ်ကြောရေးမှာနှိပ်စက်ခဲ့လို့တေဆုံးသွားခဲ့ရလို့ထောင်တန်းတသက်ချမှတ်ခံထားစေမှာအခုလိုမျိုးသူ့ဘာသာသူဆူဆိုက်လုပ်သွားတာဖြစ်ပါလေ လူကုန်ကူးမှုနဲ့ငွေရေးစေဝါနဲ့ဆက်နွယ်တဲ့ရာဇဝတ်မှုတွေကိုတိုးမြှင့်နိုင်ဖို့ဝန်ကြီးချုပ်ပေတုံတန်ကအထိုင်းတော်ရဲတပ်ဖွဲ့ကိုလွန်ခဲ့တဲ့လကတိုက်တွန်းခဲ့တာပဲဖြစ်ပါလေ။အဲဒီနောက်ပိုင်းမှာတော့ထိုင်းရဲတပ်ဖွဲ့အထက်ကအကြေပြတ်ချစားတယ်လို့နာမည်ကြီးတဲ့ရဲရာစီတော်များများဖန်စီထင်းသိမ်းခံခဲ့ရတာဖြစ်ပါလေ။ဒီအဖွဲ့စည်းကတော့တာရုခေါ်စရာကောင်းတဲ့အဖွဲ့စည်းပဲဖြစ်ပါလေ။လာစဉ်လာတိုင်း လူ၄000ဝန်းကျင်ကိုပေါ်ရှာစားစာတွေအခမဲ့ဝင်ငှပေးနေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ဒီအဖွဲ့အစည်းကိုအိန္ဒိယနိုင်ငံမှာထီထောင်ထားတာပါ။အစားစာတွေကိုလွတ်ပြစ်တာကဘယ်သူတမှအကျိုးမရှိဘူး။လိုအပ်တဲ့သူတွေလည်းမရောက်တဲ့အပြင်ရင်းမြစ်ဆောင်ရှုံးမှုတွေဖြစ်စေပါတယ်လို့ပြောခဲ့သူကတော့အိန္ဒိယနိုင်ငံခြံတိုင်းမှာပေါ်ရှာအစားစာဖြန့်ဝေလှုပ်ရှားမှု No Food Waste ကိုတည်ထောင်သူ ကိုပါလမ်းပဲဖြစ်ပါတယ်ကုလသမဂ္ဂအစဉ်ခံစားရအိန္ဒိယနိုင်ငံမှာ20နှစ်တန်းဆုံးပြည့်စာစာတန်တဲ့88ဒသမ2တန်းထိရှိပါတယ်ကိုအင်ဘာဒေါက်တာကတူကနေကုန်ထုတ်လုပ်ငန်းအင်ဂျင်နီယာပါသာရေးနဲ့ပေါ်ရခဲ့တဲ့ကိုပါလမ်းမာနကန်မာရီမူသူတို့ငွေချင်း3ယောက်ဟာအဲ့ဒီအချိန်တွေကိုတောလန်တိုက်ဖြတ်ဖို့2014မှာ No Food Waste ဆိုတဲ့ဖွဲ့ကိုစတင်ထီထောင်ခဲ့တာဖြစ်ပါတယ်ဈေးဝယ်အိတ်နှလုံးကိုယူပြီးဘက်စကားစီးပြီးတော့ ကိုရီဘတ်တော်မြို့မှာပိုရှန်စားစာတွေကိုလိုက်သိတယ်ပြီးတော့အင်ဂျီယာမဲတွေကိုလိုက်လံဝင်မြောက်ပေးခဲ့တယ်လို့ကိုပါလန်းကဆိုပါတယ်။ No Food Waste ဖွဲ့ဟာအချိန်တိုတွင်ဌာနခွဲ26ခုထိဖွင့်လှစ်နိုင်ခဲ့ပြီးတမီနာဒူအန်ဒရာပရဒက်ရှ်နဲ့တီလန်ဂါနောပြည်နယ်တွေမှာအစားစာဝတ်မြောက်မှုတွေလုပ်နိုင်ခဲ့ပါတယ်။အဲ့ဒီဌာနတွေအနားခြံတိုင်းမှာခြေဆက်တဲ့ဌာနလှုပ်ရှားမှုကတော့အကောင်းဆုံးဖြစ်ပါတယ်။ခြံတိုင်းမှာပေါ်တဲ့ခန္ဓာတွေရံပေါ်တော့ပိုရှန်စားစာတွေများကြီးရတယ်။ အဲ့ဒီစောင်းစားတွေကိုတိုက်သိပြီးဘေကင်းမရှိမရှိစစ်စစ်မှုမှဝင်နှောက်ပီတာလို့ချန်တိုင်းဒေတာခွဲရဲ့ဒေတာခန်ဒရိုက်တာအာရန်ကူပါကဆိုပါတယ်သူတို့ဖွဲ့စည်းရဲ့အဓိကအသက်သွေးကြောကတော့လုံအားပေးပါဝင်သူတွေပါချန်တိုင်းထက်နောက်ခွဲမှာပုံမှန်လုံအားပေးသူ30ဝန်းကျင်ရှိပြီးကောလိပ်တွေစောင်းတဲ့ကြောင်းတွေနဲ့ချိတ်ဆက်လို့ရှာပါတယ်ပိုရှန်စားစားနေပါတဲ့အချိန်မှာလိုအပ်သူတွေကိုအစားအစာဝင်နှောက်ပေးနိုင်ဖို့အတွက်လည်းသူတို့ကရရအခြေပြုစပိုးဆောင်တည်ထောင်ထားပြီး ပိုရှန်စားစာနယ်ပခြင်းကအစားစာချက်ပြုတ်ဝင်ကပေးလျက်ရှိပါတယ်။ No food waste ဖွဲ့ကပြည်မြအပြည်တရက်ကိုလူ1000မှ1500ရာဒီအစားစာဝင်ကပေးပြီးလောက်ဆယ်လူ4000ဝန်းကျင်ကိုအစားစာဝင်ကလျက်ရှိတယ်လို့သိရပါတယ်။